ဒီမိုကရေစီရဖို့ကြိုးစားတယ်ဆိုတာအများအတွက်ကြိုးစားတာဖြစ်ရပါလိမ့်မယ်ကိုတူတက်တဲ့ကိုအဖွဲ့အစည်းတစ်ခုအတွက်သာကြိုးစားမယ်ဆိုလို့ရှင်ဒီမိုကရေစီဆိုတဲ့စိတ်ဓာတ်နဲ့ကိုစန့်ကြေရရောက်ပါလိမ့်မယ်ဒါမှမဟုတ်ကျမတို့လူငယ်တွေကနေပြီးတော့နိုင်ငံရေးမှာစိတ်ဝင်စားကြပါလို့ကျမထပ်တလဲလဲပြောတော့ပါဖြစ်ဖြစ်ရလဲဒီတိုင်းပဲပြောပါတယ်နိုင်ငံရေးဆိုတာလူတိုင်းနဲ့ဆိုင်ရဲ့ပေါ့နော်ကိုကမဆိုင်ခြင်းလို့လဲနိုင်ငံရေးကလာပြီးတော့ဆိုင်ပါတယ်ဆိုပြီးဖြစ်ဖြစ်ကပြောခဲ့မှုပါတယ်နိုင်ငံရေးရဲ့ပတ်သက်လို့လဲ တချို့ကနိုင်ငံရေးကပဲမကောင်းလို့လို့လို့ပြောတဲ့အခါကျတော့ဖေဖေကဒီကိစ္စကိုလည်းပြောခဲ့ပူပါတယ်နိုင်ငံရေးကညစ်ပတ်တာမဟုတ်ဘူးနိုင်ငံရေးလုပ်တဲ့လူတချို့ကတော့ညစ်ပတ်တာလို့ပြောတာတရှိခဲ့ပါတယ်ပြောတော့ဒီအခုခေတ်မှာဆိုလို့ရှိလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာလူရင်းစရာတွေကတိတ်များတဲ့အခါကျတော့ကျမတို့ရဲ့လူငယ်တွေအာယုံပြတ်နေဆိုတာလည်းမထူးဆန်းပါဘူးဒါပေမဲ့လည်းနောက်ဆုံးကျတော့ဘယ်လိုပဲရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေနဲ့ပြည့်စုံပြည့်စုံ ကိုယ့်ရဲ့အတွင်းစိတ်ကကိုယ့်ရဲ့လက်ပြလုံးမှာစိတ်ချမ်းသာနိုင်မှာပါအဲ့တော့လက်ပြလုံးလို့ဆိုတာကိုတာဝန်ကျေရပါလိမ့်မယ်ကိုယ့်ရဲ့အတိုင်းဝိုင်းပေါ်မှာကိုယ့်ရဲ့နိုင်ငံနိုင်ငံပေါ်မှာကိုကိုယ့်ရဲ့ကဘာကြီးဖြစ်တဲ့လူကြီးကဘာကြီးကဘာကြီးမှာရှိတဲ့လူကြီးလူလူသားတွေအားလုံးပေါ်မှာတာဝန်ကျေမှာလက်ပြလုံးနိုင်မှာပါ